မြန်မာအပါအဝင်ကမ္ဘာတဝန်း၌အသက်ဆုံးရှုံးစေနိုင်သည့်ယောဂများကိုတိုက်ဖြတ်ရန်အော်စတြေးလျကဒေါ်လာ386တန်ပံ့ပိုးပေးမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံအပအဝင်ကမ္ဘာတဝမ်းမှာအသက်ဆုံးရှုံးစေနိုင်တဲ့ယောဂါတွေကိုတိုက်ဖြတ်ဖို့အတွက်ဩစတြေးလျနိုင်ငံကအမေရိကန်ဒေါ်လာ386တန်ပံ့ပိုးပေးသွားမှာဖြစ်တယ်လို့မြန်မာနိုင်ငံဆိုင်ရာဩစတြေးလျကထုတ်ပြန်လိုက်ပါတယ်။ ဩစတြေးလျအနေနဲ့2026ခုနှစ်မှ2030ခုနှစ်အထိမြန်မာအပအဝင်မိမိတို့ဒေသတွင်းနဲ့ကမ္ဘာတလွှားမှာအသက်ဆုံးရှုံးစေနိုင်တဲ့ယောဂတွေကိုတိုက်ဖြတ်ဖို့အတွက် Gavi The Vancing Alliance ရဲ့အရေးကြီးတဲ့လုပ်ငန်းတွေမှာအထောက်အကူပြုစေဖို့အခုလိုပံ့ပိုးပေးရမှာဖြစ်တယ်လို့ဆိုပါတယ် ဂါဖီယာဖွဲ့စည်းဟာကမ္ဘာတလွှားမှာကလေးငယ်တစ်တက်မှတစ်ဘီလီယံကျော်ကိုကောင်းဝယ်ဈေးထိုးနှံပေးခဲ့ပြီးအသက်ပေါင်း၁၈တက်မှ၈တန်းကျော်ကိုကယ်ဆယ်နိုင်ခဲ့တဲ့ public private ပါတနာရှစ်တစ်ခုဖြစ်တယ်လို့ဆိုပါတယ်။ အရှာနယ်ပစိဖိတ်ဒေသအတွင်းကလေးငယ်633တန်းကျော်ကိုကောက်ွယ်ဆေးထိုးနှံပေးခဲ့ပြီးအသက်ပေါင်း6တန်းကျော်ကိုကယ်ဆယ်နိုင်ခဲ့တဲ့အပြင်မြန်မာနိုင်ငံမှာကိုဗစ် -19 ကပ်ရောဂါကာလကစပြီးကလေးငယ်နဲ့ကိုဝင်ဆောင်မိခင်တန်းပေါင်းများစွာအတွက်ကောက်ွယ်ဆေးတွေရရှိအောင်ကူညီလျက်ရှိတယ်လို့ဆိုပါတယ်။ ဒါအပြင်မြန်မာအင်ဒိုနီးရှားလာအိုကမ်ဘောဒီးယားဆိုလမွန်ကျွန်းနိုင်ငံနဲ့တီမိုလတ်စတေးနိုင်ငံတို့မှာတိုင်အင်ကောင်းကင်စာကောက်ွယ်ဆေးကိုလလန်းမီရရှိအောင်ကူညီဆောင်ရွက်ခြင်းနဲ့တိုင်အင်ကောင်းကင်စာကြောင့်တည်ဆုံမှု2000ကျော်ကိုဂါဗီကတားဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။ ကမ္ဘာတလွားမတိမချမရေရာမှုများမြင့်တက်နေချိန်မှာဩစတြေးလျအနေနဲ့မြန်မာအပါဝင်အနည်းဆုံးအိန္ဒိချင်းနိုင်ငံတွေအသက်ကဲကောင်းကွယ်ဆေးတွေရရှိနိုင်ဖို့အတွက်ဂါဗီယန်နေနဲ့အတူပူးပေါင်းကာကုညီပံ့ပိုးပေးရတာဝမ်းမြောက်မိတယ်လို့လဲထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်လို့သိရပါတယ်ရှင်။